လက်ရှိຫນွေဦးတော်လည်းအောင်မြင်ပြင်းမြောက်ဖို့ကတော့ရခိုင်တပ်မတော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့အေအေတို့ကနေလွဲပြီးတော့အချားကိုဘုံဘုံတို့အနေနဲ့မမြင်ပါဘူးဒါကြောင့်မို့လို့ဘုံဘုံတို့ပတ်ပေါင်းစုံကနေပြီးတော့ဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကိုဘုံဘုံတို့ဝင်းရံအမယ်ငါတို့အမေစုခေတ္တအများဆုံးအိမ်မမက်လိုက်ရင်ကိုစက်တေရှိလို့မိုးဟစ်ကကတိန်သုံးတောင်နဲ့လာတောင်းရတာနဲ့အာတင်သာဝင်းကျော်နဲ့ပြားကြီးစံခီးထွက်ကြတာနဲ့อืม ช่วยบูปจีเนี่ยเทนนาทวดซาดาเล่าตายเอาเก่าเนี่ยมาเอลุเมย์เอาไรกูเมย์กูรู้เขตยามาไม่ไล่ได้ไอ้แม่เสร็จยองทูลุบียาดาเนี่ยลีรีเนี่ยผงเชลเวนยาดาเนี่ยอเลยยูอารีมีชูรุไล่เงยาดาเนี่ยไอ้แม่ก็รู้ว่าจะได้ไม่ชีโร่นายน่าจะปูบิขนาดป่าวมาขมยาเล็กเนี่ยนาจะปูบิเล็กปะมันเล็บอี ခင်ဗျားတို့ဒီစစ်ကြုံပေါ်ရတဲ့မှာနင်းနေနေဦးမှာဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့နိုဝင်ဘာလ၂ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းတွေသတင်းချူသတင်းကားတွေတွေကိုရုံးစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုဒီကို reaction တော့ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာပြည်စော်တီတူပြစ်ခတ်ခံရပြီးတော့မှတည်ဆုံသွားတဲ့အကြောင်းကိုပြည်သူ့လူမျိုးရေးတပေါင်းစု PLC တာဝန်ခံကိုမိုးကပြောပါတယ်နိုဝင်ဘာလ၂ရက်နေ့နနက်၈နာရီမိနစ် 24မိနစ်ကအချိန်မှာမြန်မြို့နယ်တောင်ပိုင်းတရက်ကန်ပီဇော်ဒီရွာမှာနွားနွားဆိုင်ရင်ထွက်လာတဲ့ပီဇော်ဒီ2ကိုတော်လိုက်တက်ဖော်ပင်တွေက right fight နဲ့ပြစ်ခတ်ခဲ့ရမှာတိတ်ဆုံးသွားတာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။ဆိုပါတက်ခတ်မှုအတွင်မှာနှစ်ဖက်အပြန်လည်းပြစ်ခတ်မှုနည်းငယ်ဖြစ်ပွားပြီးတော့မှတိမ့်နံအမြင့်ရှိတဲ့ပီဇော်ဒီ2ရင်ဘတ်ကြီးထိပိုင်ပြီးတော့မှပွဲချပြီးတိတ်ဆုံးခဲ့တဲ့အကြောင်းတော်လိုက်ရဲ့ဘော်တွေကတော့ထိကက်မရှိပြန်လဲစွခွာနိုင်ခဲ့လို့သိရပါတယ်။စထွက်လာတာတကောင်နေတဲ့နောက်မှစစ်ကိုတွေထွက်လာတာတဲ့ပီဇော်ဒီ2ကတော့နေရာမှာနေပွဲချပြီးတည်ရဆိုပြီးတော့မှပြည်သူလွတ်မြောက်ရေးတပ်ပေါင်းစု PLC တာဝန်ခံကိုမိုးကပြောပါတယ်။ ဒီတက်ခတ်မှုကတော့ပြည်သူ့လူမျိုးရေးတပေါင်းစု PSC မြိုင်ပကပတ်တရင်တက်ခွဲကျွန်တော်တို့တက်ပေါ့နော်တက်ခွဲလေးဒါကျွန်တော်တို့ down down man တက်ဖွဲ့အညာမေတပေါင်းစုဝမ်ဘလီပြောကြားတက်ဖွဲ့ down ညီတော်တက်ဖွဲ့တဲ့ TYK ပြောကြားတက်ဖွဲ့တို့ကစီလုံးမှုနဲ့ပေါ့နော်ပူပေါင်းပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အားရပါတယ်ဆက်ပြီးတော့မှကြုံပေးပါဦးနောက်ထပ်အနေနဲ့ကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မိုးကံရွာမှာရှိတဲ့ကြမ်းပဆက်တဲ့အထိုင်စခန်းနဲ့စကားတစည်းကိုတက်ခတ်ရမှာစစ်တပ်ဘက်က6ဦးသေဆုံးခဲ့တဲ့အကြောင်းကိုမြင်းညက်ခရဲအမတ်တက်ရင်ကတာဝန်ရှိသူတို့ကပြောပါရတယ် အော်တိုဘလာ20မှာ၈ရက်နေနဲ့29ရက်နေတို့မှာနထိုးကြီးမြို့နယ်မိုးကံရွာမှာရှိတဲ့ဂျာဘတ်ဆက်တဲ့အထိုင်းစခန်းနဲ့အင်အားဖြင့်လာတဲ့စစ်ကားတစ်စီးကိုဒေါ်လာရေးတပ်ဖွဲ့ဝင်တွေက၂ရက်ဆက် drone နဲ့တိုက်ခိုက်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။ဒီတိုက်ခိုက်မှုတွေမှာဂျာဘတ်ဆက်တဲ့ဘက်ကစစ်သား6ဦးသေဆုံးပြီးတော့မှစစ်ကားတစ်စီးထိခိုက်ပျက်စီးခဲ့ပါတယ်။တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာဒေါ်လာရေးရဲဘော်တွေကတော့အထိကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အားရတယ်ကျုံစံအားရပါရကျုံနောက်ထပ်သတင်းလေးကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်ရွာသာကြီးရွာကို စင်ရပြတင်းရလာတဲ့ MI 17ရဟတ်ယင်တစည်းအကြီးထိမှန်ပြီးတော့မှမိကိုထွက်သွားတယ်မိကိုထွက်ပြီးတော့မှတက်မသုံးတုံးကိုမောင်းပြေးသွားတဲ့အကြောင်းကိုဝက်လက်မြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ရနေပြီးတော့မှထုတ်ပြန်လာတယ်ပေါ့နော်နိုဝင်ဘာလ၁ရက်နေ့နဲ့နဲ့၈နိုင်50မိနစ်ခန့်အချိန်ဝက်လက်မြို့နယ်ရွာသားကြီးချီဝါဆက်တဲ့အထိုင်စခန်းကိုစကိုင်းတက်မသုံးတုံးကနေတက်လာတဲ့ MI 17ရဟတ်ယင်တစည်းကလူဝင်အားနဲ့လက်နက်အင်အားတွေလာချခဲ့တယ်ပေါ့နော်အဲ့လိုလာချတဲ့အချိန်မှာကျွန်တော်တို့ညီကိုတော်တွေကပေါ့နော်ဒါပြောမယ်ဆိုရင် ဒီ wallet ပတ်ကဖားနေပြီးတော့မှဒီကောင်လူကျုံးထဲတာပေါ့ဗျာတဲ့မှာမိကိုထွက်ပြီးတော့မှအဲ့ MI sub တွေရဲ့ကကြည်ထိပ်ပါမိကိုထွက်ပြီးတက်မတုံးတုံးမောင်းပြေးသွားရတဲ့ပြက်ကြသွားလိုက်လို့ကတော့ရွှေပဲเนาะချစ်စီကဖြစ်သွားလိုက်ရပါလို့เนาะဖြစ်စေချင်တာအရင်နေဖြစ်စေချင်တာโอเคဆိုတော့နောက်ထပ်တဲ့လေးအဆင်ကြည့်ပါဦးဒါကတော့မခွေးတိုင်းမြို့တိမြို့အဝင်ဂိတ်ကိုဝင်ရောက်တက်ခဲ့ရမှာစစ်သား၅ဦးတည်ဆုံးခဲ့တဲ့အကြောင်းကိုကိုတုံညာနဲ့တက်ရင်တောင်နေကြီးတက်ခွဲကတာဝန်ရှိသူတို့ကပြောပါတယ်အော်တိုဝါလာ၂၂မှာ၉ရက်နေ့ည၉နာရီကျော်ခန့်အချိန်မှာ မြို့သိမ်းမြို့ပြားဖက်မှာရှိတဲ့မြို့ဝင်အကိတ်ကိုတော်လိုက်တက်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။ဒီတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်သား9ဦးသေဆုံးခဲ့ပြီးတော့မှတော်လိုက်တက်ဖွဲ့ဝင်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့ကြောင်းလည်းသိရပါတယ်။အလုပ်ဒီကောင်တွေကိုတက်ခတ်ခဲ့ရတဲ့ဆိုတော့အဲ့ဒီမြို့ဝင်ဂိတ်ကစစ်ဘုတဲ့ border ဆွဲတာတွေမြို့ဝင်ထွက်ပြည်သူတွေကိုအချောင်းမြို့ပြပြီးတော့မှနှိပ်စက်ငွေကောက်ခံတာတွေမကြခလပြုလုပ်နေရတဲ့ကြောင့်မလို့တက်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်တိုက်ကိုတိုက်ရမယ်လုပ်ကိုလုပ်ရမယ်ဒါမျိုးကဒီလိုခွေးသလောင်းသားတွေကိုကြိတ်ကိုကြိတ်ရမှာကျုံးမလိုက်အဲ့ဒါမျိုးကိုအားရတယ်ဆိုပါတက်ခတ်မှုကတော့နေပြည်တော်တိုက်စစ်ဌာန အမတ်ကိုတော်ညာနဲ့တည်ရင်ပြူဝအမတ်ဆက်ခွန်အထုလုရှာစက်ကြောင်းနဲ့တရက်ခဲတည်ရင်တတော်ကပူပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ညိုကီတို့ရေကျုံးလာရီလာကျုံးလာရီလာနောက်တဲ့တဲ့တွေကတော့စကိုင်းတိုင်းကလေးမျိုးဆက်တွေတက်ကတက်ချက်တူဘောနော်ရခိုင်စစ်မြေမျိုးကိုပို့ဆောင်ခံရတဲ့အတွက်ကြောင့်မို့လို့ထွက်ပြေးပြီးတော့မှ PDF တက်ဖွဲ့တက်ကိုအလဲဝယ်ရောက်ခဲ့တဲ့အကြောင်းကိုမော်ယာမျိုးနဲ့ပကပကတာဝန်ခံကပြောတယ်ဘောနော်သူပြောတကောင်တွေတအားကြောက်နေတာလို့သိလားအဲ့အဲ့ဒီရခိုင်ဝန်သွားမှာကိုသိမလို့ကြောက်နေတယ် အော်တိုဘလ22ဘာ9ရက်နေ့မှာကလေးမျိုးစတရာ6ကတက်ချက်တူကရခိုင်ကိုပို့ဆောင်ခိုင်းရတဲ့အကြောင်းမလို့ထွက်ပြေးလာတဲ့အကြောင်းတနက်ဥဆောင်လာခြင်းမရှိဘဲနဲ့မုံရမျိုးနဲ့ဘက်ကဖာအမတ်နဲ့တိုက်တဲ့အထူးတက်ခရေးတက်ဖွဲ့တော်ကြွေးကြီးပြောက်ကြတက်ဖွဲ့နဲ့ချိတ်ဆက်ပြီးတော့မှအလင်းဝင်ရောက်ခဲ့တာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်ဆိုတော့ရခိုင်ကိုသွားမှာတင်မလို့လေကြောက်နေရအဲ့ဒါကြတော့လေကျွန်တော်ထောက်ခံနေပြသေးလားဘာဖြစ်လို့လဲဆိုတော့လေဒီကျွန်တော်တို့အဲဒေဂူဖုံဖုံကအစဗျာပြောမှဆိုရင်ဟိုတန်ဃာတော်တွေပေါ့တချို့တော်လန်ရေးမှာပါဝင်လာတဲ့ဖုံဖုံတွေကအစ ဘုချုပ်ထွန်မြတ်နိုင်ရဲ့လုံဆောင်ချက်တွေကိုဘလောက်တောင်ယုံကြည်နေတယ်လဲဆိုတာကိုဒေကူဘုံဘုံပြောတဲ့စကားလေးနားထောင်ကြည့်ပါဘုံဘုံဆိုရင်ဒါတကယ်ပြောမယ်ဆိုရင်အကုန်လုံးဝိုင်းကူနေတာပဲတို့ပဲမယ်အခုဆိုရင် तू ကအရကတတော် AO ပဲကူတော့မယ်နဲ့ကြီးကြီးဘုံဘုံကဒါလက်ရှိတွေဦးတော်လည်းအောင်မြင်ပြင်းမြောက်ဖို့ကတော့ရခိုင်တပ်မတော်ဘုံချုပ်ထွန်မြတ်နိုင်ဥဆောင်တဲ့ AA တို့ကနေလွဲပြီးတော့အချားကိုဘုံဘုံတို့အနေနဲ့မမြင်ပါဘူးဒါကြောင့်မို့လို့ဘုံဘုံတို့ပတ်ပေါင်းစုံကနေပြီးတော့ ဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကိုဘုံဘုံတို့ဝင်းရံအမယ် UNG အနေနဲ့လည်းရိုဟင်ဂျာကိစ္စဘင်္ဂါလီကိစ္စတွေတာဝန်ယူမှု တာဝန်ခံမှုမရှိဘဲနဲ့အဝေးပန်းစီခြင်းပါဘူးမပြောစုခြင်းပါဘူးအထူးသဖြင့်မဆုံးဖြတ်စေခြင်းပါဘူးရိုဟင်ဂျာကိစ္စတွေကိုရခိုင်လူထုနဲ့ရခိုင်ပြည်သူလူထုရခိုင်ခေါင်းဆောင်တွေကပဲဆုံးဖြတ်တာကိုဘုံဘုံတို့အနေနဲ့သဘောတူညီပါတယ်မြန်မာနိုင်ငံရဲ့ຫນွေဥတော်လိုက်အောင်မြင်ဖို့ဆိုလို့ရှိရင်တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့လိုအင်အား ရှိတဲ့အဖွဲ့အစည်းတွေခေါင်းဆောင်တွေရဲ့ဦးစီးဦးဆောင်တဲ့မြန်မာနိုင်ငံရဲ့အနာဂတ်နွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုမျိုးဆက်သစ် generation တွေရဲ့အလင်းအောင်ဖြစ်အောင်ဖန်တီးနိုင်တာကတော့လက်ရှိဘောကျိုးထွန်းမြတ်နိုင်လို့ပဲမြင်ပါတယ်လို့ဘုံဘုံအနေနဲ့ဒီနေရာမှာပြောချင်ပါတယ်အားလုံးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့လေကျွန်တော်ကကြတော့ဗျာဘောကျိုးထိုးမြတ်နိုင်သည်ခုံခုံတို့မှမဟုတ်တော်လန်ပြည်သူတွေအားလုံးကအစထောက်ခံတဲ့တက်တော်တစ်ခုဖြစ်တယ်နောက်တစ်ခုကပါလဲဆိုတော့အဲ့ဒီရိုဟင်ဂျာဘင်္ဂါလီပေါ့ဗျာထားပါတော့အဲ့ဒီအရေးခဲနဲ့ပတ်သက်ပြီးတော့မှာ ျွန်တော်ထင်တယ် NUG ထက်ကိုအာရခတ်တော်အေကမြေပြင်မှာပို့ပြီးတော့မှလုံနိုင်လိမ့်မယ်လို့ထင်တယ်ဘာဖြစ်လို့သူတို့ရဲ့နေရာဖြစ်နေတယ်သူတို့နဲ့ထိစပ်တဲ့နေရာဖြစ်နေတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီလုတ်ပိုင်ခွင့်နေအကုန်လုံးဒီအာရခတ်တော်အေရပဲလုတ်တင်တယ်လို့ထင်တယ်ဟို NUG ကဝင်ကြီးဆိုတဲ့ကောင်တွေဘာတွေတချို့ကောင်တွေကအာရခတ်တော်မှာရှိနေတယ်မြေပြင်မှာရှိနေတယ်သဘောတရားတစ်ခုရဗျာဒါကျွန်တော်တို့ဘူဒီတောင်ပေါ့မောင်တော်တို့အဲ့ဘက်မှာရှိနေတယ်ပြည်သူလောက်တောင်မှာအဲ့ကောင်တွေမသိဘူးအဲ့ဒါတော့ကျွန်တော်ချိန်နေပေါ့ပြောရဲတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ တချို့သတင်းတွေတောင်မှရခိုင်မှာရှိနေတဲ့ဒါကျွန်တော်တို့သတင်းတော့အကိုတွေအမတွေတင်မှသာလင်သိရတဲ့တခြားကဏ္ဍတွေရှိတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကတော့ဗိုလ်ချုပ်ကိုထောက်ခံတယ်ဗိုလ်ချုပ်ဆိုတာဗိုလ်ချုပ်ထုတ်ပြန်တဲ့ကိုတောက်ခံတယ်နောက်ပြီးတော့ရင်ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီးတော့မှရိုဟင်ဂျာပင်ဂလီအရေးရခိုင်ပြည်သူလူထုအရေးနဲ့ပတ်သက်လာရင်အာရခတ်တော်အေအေရဲ့လှုပ်ဆောင်ရဲ့ဥဆောင်မှုနဲ့ပဲကျွန်တော်တို့ကတော့ဟိုသွားစေချင်တယ်ဗျာဒီဟာကိုလည်းကျွန်တော်တို့အပြည့်အဝထောက်ခံတဲ့နေနဲ့ဒီ video file reaction လုပ်ပေးရဖြစ်ပါတယ် ောက်တစ်မိတစ်ပိုင်းလေးတစ်ခုကတော့ဒါကျွန်တော်တို့ငါပေါ့ငါပေါ့ဘဝမှာလေငါပေါ့တဲ့ပတ်သက်ပြီးတော့မှလေဒီလိုစကားပထမဦးဆုံးကြားဘူးတာပဲအန်အွန်လို့လို့ပါကြည့်ဒီကောင်ပြောတဲ့စကားကိုပဲနားထောင်ကြည့်ဘလောက်ရည်စရာကောင်းလဲဆိုတာကိုကြည့်ကြည့်ခင်ဗျားတို့အခုပြောနေတဲ့ပေါ့ကိုတော့ဘသူမှတော်ဆန်းစုကြည်ပုံဘိုးချုပ်ရဲ့ပေါ့ခန်းထဲမှာမတိုက်ရဲဘူးခန်းထဲမှာမချိန်ရဲဘူးအဲ့လိုပေါ့ကိုတော့ရဲ့အခန်းထဲမှာချိန်လို့တော့မှပြုတ်ဆရာတော်မှ ခံတဲ့ပုံတွေကိုဖြုတ်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 တော့လုံးဝဖြုတ်ခဲ့ဘူးမဖြုတ်ခဲ့ဘူးเนาะမဖြုတ်ခဲ့ဘူးနှစ်ထောင်ခွင့်ရှိုးရအောင်မတိုင်ခင်ကတည်းကပေါက်ကူတော်တော့အဲ့လိုချက်လာအားကိုးလို့ရတာမရဘူး၂၀၁၂၂၀၁၃ကပေါက်ကူတော်လုံးလုံးပြောင်းသွားတယ်ခမရမလေးပဲရှိရလေးတိုင်းပြည်ရဲ့လူမျိုးဘာသာတရဏာအတွက်အားကိုးလို့ရတဲ့တမရိုးဝိုင်းရမယ်တမရိုးထောက်ခံရမယ် တမ်းမတော်ချက်ရမယ်ဆိုရင်ပောက်ကရော်တို့2012 2013မှာဒီလိုချိန်ကြီးပြောင်းလာတာဒီလိုချိန်ကြီးပြောင်းလာတာဆိုတော့အဲ့မှာကျွန်တော်ပြောချင်တာကဘာလဲဆိုတော့လေ2012 2013နေဘယ်သူကတာဝန်ယူထားတာသိချင်တာလေသိသိရင်တာဝန်ယူထားမှာမဟုတ်ဘူးလားနောက်တစ်ခုကဘာလဲဆိုတော့မင်းလိုကောင်မျိုးကအမေစုကိုချစ်တယ်ဆိုတော့မင်းခွေးသွားပြောရင်တော့မင်းခွေးတော့ယုံမလားမသိဘူး အားကိုးလို့မရဘူးဆိုတဲ့စကားကိုမင်းကပြောအောင်လက်ရှိမင်းအားကိုးနေတဲ့စက်တက်ကြီးကဘလောက်တော့မှပြည်သူပေါ်မှာစောက်တုံးချနေတဲ့ဖွဲ့စည်းမှုလို့တော့ပေါကြီးကမျိုးမေးချင်တာလေဟိုဘောမှချင်းအေးစေးမှဟိုဘယ်လိုပြောမလဲခရရသားသမီးရဲ့ဟိုကတ်တဲ့စိုးနေဟင်းနေပေါ့နော်ဒါဝတ္ထုငွေတွေကိုအေးစေးအချောင်လိုချင်တယ်ဆိုလဲမင်းဒီတိုင်းနေလဲမင်းတို့ရတယ်ဒီလိုမျိုးလုံးမှဒီလိုမျိုးပြောမှရတာမဟုတ်အဲ့ဒါကိုမင်းကိုလည်းငါထပ်ပြီးတော့မှသိစေချင်တယ်ကွာသိလားမင်းတို့ကောင်မျိုးအမေစုကိုဓာတ်ပုံတွေပါလေချိတ်ပြီးထားတယ်ဆိုတော့ငါအအောင်လို့လို့ ခွေးပစက်ကလက်စကားထွက်တယ်ဆိုတာလေဒီဗီဒီယိုဖိုင်ပဲဒီဗီဒီယိုဖိုင်ပဲဒီဗီဒီယိုဖိုင်ထဲမှာပါတဲ့ငါပေါက်ပြောတဲ့စကားခွေးပစက်ကလက်စကားထွက်တယ်ဆိုရပုံစံနဲ့အတူတူပဲဒါဟုတ်သိစေချင်တာအောက်တန်းသားကသူကပဲမသိအမေစုကိုထောက်ခံခဲ့တယ်လို့ပါလို့လေမင်းအဲ့ဂျင်းနေကြံခဲ့ပြီးနေခဲ့လိုက်တော့အဲ့တော့အာဘယ်လိုပြောမလဲဒီပူဇော်တဲ့ပူဇော်ထိုက်တဲ့ဘုံကြီးတွေရှိတယ်အာပြောမှဆိုရင် အကုသို့ပေးတဲ့ဘုံကြီးတွေလည်းအများကြီးရှိတယ်ဆိုတော့အဲ့မှာဘုံဘုံမေတုံညာကလည်းဒါပြောလာတဲ့ဥစ္စာရှိတယ်ဗောနော်ဒီပူဇော်ထိုက်တဲ့ယဟန်တန်ကာဆိုတာနဲ့ခေါင်းစဉ်လေးနဲ့ဗောနော်ဘုံဘုံပြောတာလေးတစ်ချက်နားထောင်ကြည့်အောင်ပါဘုံဘုံမိတ်နာလေးဗောနော်ဟုတ်ကဲ့ ဥစုပရိပန်တော့ဘဂဝတော်တာဝကတန်ကိုဟိဆိုတာသူကဖြောင်းမဆွာကျင့်ရမယ်မှန်ပါခုနပြောတဲ့ကြောက်တဲ့အတွက်ကြောင့်ဟိဆိုပြီးတော့ဖောက်ပြန်ပြီးတော့မကျင့်ရဘူးအာရမဘက်ကမလဲရဘူးမလဲရဘူးဘုရားကတိမလဲရဘူးမှန်ပါဆန္ဒကတိငါကိုခုနပြောခဲ့တဲ့ဟာမြို့ပါဒတာရဏဆောက်ဖြောက်ရေးတွေကိုအားပေးတယ်အာခုနပြောတဲ့ကားတွေလှူတယ်ကျောင်းတွေလှူတယ်ခရီးတွေလှူတယ်မှန်ပါမလှူရဘူးဆန္ဒကတိမလဲရဘူးဒေါရကတိနဲ့ပတ်သက်လာတဲ့ဟိဆိုရင်လေအမုံတရား ကြောင်ဆိုတာမျိုးမရှိဘူးချစ်ချင်းမုံကြီးနေကြောင်လူလုံးတာမဟုတ်ဘူးမှန်ပါဘူးမှန်ပါဓမ္မန်နဲ့ဓမ္မတဲ့ဒါအာရမပဲဒါဟာဓမ္မပဲနော်ခုနကပြီးခဲ့တဲ့အာရမလမ်းကိုတော့လုံးဝမလျှောက်ဘူးလူသွားနေတာမုံလို့ ड़ी ချစ်လို့ ड़ी ဘာကြောင့်နေမှာဘာမှမဟုတ်ဘူးဂုံအင်္ကာတွေနဲ့မထိုက်တဲ့ယဟန်နေဖောက်လဲဖောက်ပြန်အကျင့်နေကျင့်နေပြီဟေ့ဆိုရင်လောက်ချီချင်းမလောက်ပါနဲ့မဟုတ်တယ်ဗျာဥပဒေနေရာထိုင်နေမပေးပါနဲ့မပေးပါနဲ့မှန်ပါနော်အရင်ကပူဇော်နေကြအတိုင်းပစ္စည်းလေးပါးနေပူဇော်တာမလောက်ပါမလောက်ပါနဲ့အာတန်ဃာပဲတွားမဝီပန်နဲ့ဟေ့ဆိုတာ မဟုတ်ဘူးအမမကကွနာပြောတယ်ဖောက်လဲဖောက်ပြန်ဖြစ်နေတဲ့ရန်တန်ကားတော်တွေကိုပြောရမယ်ဝေဖန်ရမယ်อืมဒါတော့ကျွန်တော်တို့ကပေါက်ကတော့ကျွန်တော်တို့ပြောနေတယ်ဝေဖန်နေတယ်ဆိုတော့ကျွန်တော်တို့မမားဘူးဆိုတာကိုသိစေချင်တာနောက်ပြီးတော့ရင်ဟိုပေါက်ကတော့တော်မျိုးကပူဇော်ထိုက်တဲ့ရဟန်းတန်ဃာထဲမှာမပါဘူးဆိုတာလည်းသိစေချင်တာပူဇော်ထိုက်တဲ့ရဟန်းတန်ဃာဆိုတာဘုံဘုံမဲတုံရတို့ဘုံဘုံဒေသနန္ဒတို့ဘုံဘုံအရှင်ဂေါတိတတရတို့ဘုံဘုံဝါယမတို့အများကြီးပေါ့ ဒီလိုမျိုးဖုံးဖုံးနေရမှာတကယ်ကိုပူဇော်ထိုက်တဲ့ရဟန်းတန်ကားတွေဆိုတော့သိစေချင်လို့ဒီ profile reaction လုပ်ပေးရဖြစ်ပါတယ်ဆိုတော့နောက်ထပ် video file လေးတစ်ခုကတော့ဒါကျွန်တော်တို့ကိုအောင်ပေါ့နော်အမေစုလက်ထက်မှာတော့ကတဲ့ကိုအောင်ပြောတာလေးသဘောကျအောင်အကျူပါအမေစုလက်ထက်တော့ကတဲ့အိမ်မက်မက်လိုက်ရင်စက်တေကိုရှိနေတာပဲတဲ့အဲ့ဒါကိုလည်းမေးအောင်လိုက်လက်ထက်နဲ့ရှင်းပြီးတော့ပြောလာပါတယ်နောက်ထောင်ကြည့်ပါဦးသူဘလို့တောင်မှအိမ်မက်မက်တာလေကြည့်အောင် ငါတို့အမေစုခေတ်တောင်းအများဆိုရင်အိမ်မမက်လိုက်ရင်ကိုစက်တည်ရှိလို့မိုးဟစ်ကွာတိန်သုံးတောင်းနဲ့လာတောင်းရတာနဲ့အာတင်သာဝင်းကျော်နဲ့ပြားကြီးစံခီးထွက်ကြတာနဲ့อืมရွှေဘိုးပကြီးနဲ့ဒင်းနာထွက်စားရတာဘလောက်တာရဖို့ကောင်းလဲမအေးလုံးမင်းအောင်လိုက်ကိုမေကိုလို့ခေတ်ကြမှာမလိုက်တဲ့အိမ်မက်စစ်ကြောင်းထိုးလို့ပြေးရတာနဲ့လေဒီနဲ့ဘုံချဲလို့ဝင့်နေရတာနဲ့အမလေး ยัวได้มีโชโลไล่ญญาดาเนี่ยอืมไอ้แม่ก็หลูวอโจ็ดได้ไม่ชีรอโอ้มากูไม่กูโกโนไปมาไปไหนมูตุ๊เจ็บไปไปเพราะว่าลาหลูลาผิดดอกไม่ดีว่าดูอืมนานากิริสินโนเดวัดดะโตอิงกุลิมาลาโต ပြောချက်ကြီးကျစ်စီရောမင်းအောင်လိုက်မင်းအောင်လိုက်တဲ့ထက်မှာပြောမှာဆိုအိမ်မက်တော့ကောင်းကောင်းမတ်လို့မရတဲ့အခြေအနေဖြစ်နေတယ်ဟုတ်လားဒါလေးလည်းသိစေချင်တာဗျာသိလားချစ်ဖို့ကောင်းလို့လားကွာပြောတာကြီးဗျာနော်မေဆုလက်ထက်တော့အိမ်မက်တွေကစက်တွေရှိသလောက်မင်းအောင်လိုက်လက်ထက်မှာမတ်နေရဲ့အိမ်မက်တွေကဘလောက်စက်တွေရုပ်နေတယ်လဲဆိုတာကိုကိုအောင်ကပြောပြပေးရတာဖြစ်ပါတယ်โอเคဆိုတော့နောက်တစ်ပြိုင်ပိုင်းတစ်ခုကြည့်အောင်ဒါကတော့ကိုကျက်သက်လေးပေါ့နော်ကိုကျက်သက်လေးကလည်းဒေါ်လန်ပြည်သူတွေကိုဒီလိုမျိုးလေးအသိပေးလာပါတယ်ဆိုတော့ က်ရှိဒေါ်လာရေးကိုမြန်မြန်လှုပ်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကိုကျော်တလင်းကဒီလိုလေးအသိပေးတာပါတယ်အဲ့တော့နောက်ထောက်ကြည့်အောင်ဒေါ်လာရေးကိုထိထိကျကျပြင်းပြထန်တာလှုပ်ပါဒေါ်လာရေးကြာလန်ဘာဖြစ်လဲကြာလန်တရားဝင်မဟုတ်ဘူးကျွန်တော်တို့ဂျင်တဲ့ကမတတ်မသိတိုင်အောင်နိုင်ငံတကာအတိုက်ဝမ်းမှာတော့သွာလာလှုပ်ရှားထောက်ခံထားတဲ့ဒီတရုတ်တို့ရုရှားတို့ရှိတယ်เนาะအဲ့လိုနိုင်ငံတွေနဲ့ဆက်ဆက်ပြီးတော့ဒီကောင်ကတခြားအရာတွေလုပ်နေ ဲ့တော့ကျွန်တော်တို့ကဘာလုပ်အောင်လဲသူတို့ကိုယ့်ဘက်ကမြန်မရနော်မြန်မြန်လေးအခု၅နှစ်ပြည့်တဲ့ကာလမှာ၅နှစ်နဲ့တန်တဲ့တော်လိုင်းအရွေးဟိုရှေ့ရဆွဲတဲ့ကောင်လဲဆွဲတွန်းတဲ့ကောင်လဲတွန်းဘေးတိုက်တွန်းတဲ့လူကလဲတွန်းအင်းတိုက်အားတိုက်ပြည်သူတွေကတတိယပဲရောက်ရောက်ဒုတိယနိုင်ငံပဲရောက်ရောက်နော်ပြည်တွင်းမှာပဲရှိနေတယ်အင်းတိုက်အားတိုက် နော် အင်းကုံအားကုံရုံးမှာကျွန်တော်တို့ကဘိုလ်ချုပ်ပြောသလိုနော်ဟိုဟို၅နှစ်ကြာတဲ့အခါမှာ၁၀နှစ်ကြာတဲ့အခါမှာ เนาะသူများတလန်းလန်း၄၅၀လန်းဆိုတော့အဲ့လိုခြေလန်းတွေပို့ပို့လှမ်းနိုင်မှာနောက်တစ်ခုပြောကြတာကျွန်တော်2023လောက်24လောက်ထိอ่ะကျွန်တော်ပြည်သူတွေကဘယ်လိုပြောလဲဆိုကျွန်တော်ကမ်ပိန်းတွေမှာပါဝင်လို့ရှင်ကျွန်တော်တော့အဲဟိုကျမတို့တော့ကျွန်တော်တို့တော့နိုင်တဲ့ဘက်ကနေပါဝင်နေပါတယ်နိုင်တဲ့လောက်လေးပါဝင်တာဘာလို့သူတို့ပြောတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တော်လိုင်းသမားတွေလက်ခံတယ်เนาะဘာလဲဆိုတော့နိုင်အော်ဟုတ်ကဲ့ဗျာနိုင်တဲ့လောက်ပါဝင်တာဆိုတော့လည်းကျွန်တော်တို့တစ်ထိရောက်ပါတယ်ကုပြီးပါအဲဒီလိုလေးပဲကုခြင်းလှူခြင်းအောင်ပြောတယ် ဟိုဘက်ကလူတွေကလည်းကျမတို့နိုင်တော့လေးပေါဝင်တာပါလို့ပြောတာအခုမရတော့ဘူးနိုင်တာတဲ့ပို့ပြီးခမပေါဝင်ပါခမလုတ်တင်တာတဲ့ပို့ပြီးလုတ်ပါခမဘာကောင်မလို့အဲ့လိုအမိန်ပေးနေတာလေအမိန်ပေးတာမဟုတ်ဘူးကျွန်တော်အင်တိုင်းအားတိုင်းပြောနေတာကျွန်တော်တို့ပြောတဲ့အသံတွေမှာကိုအင်နေအားတွေထည့်ပြီးပြောနေတာအလကားပြောနေတာမဟုတ်ဘူးဟုတ်တယ်အဲ့တော့ခမားတို့လုတ်တင်လုတ်ထိုက်တာတဲ့ခမားတို့အိတ်ချိန်နေခမားတို့စားချိန်နေရှော့ချမှာနောက်နာကတ်ခမားတို့ရဲ့သားတွေတမိတွေမြည်တွေမြက်တွေမှာလှမ အဲ့လိုရှော့မချရင်အဲ့လိုမပြောရင်အဲ့လိုမလုပ်ရင်ခင်ဗျားတို့ဒီစစ်ကြုံပေါ်ရတဲ့မှာနင်းနေနေဦးမှာနော်နိုင်ငံသားဖြစ်ပါရတဲ့အချိန်မျိုးရိုက်နေဖန်စီနှိပ်စက်ခံရနိုင်တဲ့အချိန်ပေါ်တာဆွဲသွားနိုင်တဲ့အချိန်အဲ့တော့ဒီလိုအချိန်မှာခင်ဗျားတို့ရဲ့လုံနိုင်တာကတော့ပြည်သူတွေအားလုံးကျွန်တော်ပြောချင်တယ်တော်လန်ရေးပဲရှိတယ်တော်လန်ရေးတဲ့အင်တိုက်အားတိုက်အားဆိုင်ပြီးလုပ်ပါခင်ဗျားတို့လွတ်မယ်อืมဆိုတော့ကျွန်တော်ဆိုရင်လည်းဗျာအဲဒီ ကိုကျော်တလေးပြောတဲ့တော်လိုင်းမြေမြလုံးဖို့ဆိုတဲ့ဥစ္စာမျိုးပေါ့နော်ဒီထက်ပိုပြီးတော့မှထက်ထက်ဝင် ပေါဝင်ဖို့ဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်ကလက်ခံတယ်ဒါကြောင့်မို့လို့လဲကျွန်တော်ကိုယ်တိုင်လည်းမြေပြင်ဆင်းဖို့ကိစ္စတွေစီစဉ်နေတယ်မြေပြင်ဆင်းတဲ့အခါမျိုးမှာတခါတည်းလှူဖို့တန်းဖို့ပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်ကအဲ့လိုမြေပြင်ကိုတနေရပြီးတနေရတနေရပြီးတနေရသွားနိုင်ဖို့တော့ကျွန်တော်စီစဉ်နေပါတယ်တော့ပေမဲ့ကိုနိုင်တဲ့လောက်ဆိုတာထက်ကိုဒီထက်ပိုပြီးတော့မှထိထိရောက်လုပ်နိုင်ဖို့ကျွန်တော်လည်းကြိုးစားနေပါတယ်အဲ့တော့တော်လိုင်းပြည်သူတွေအနေနဲ့လည်း ဒီထက်ပိုပြီးတော့မှဒေါ်လာရေးကိုအားစိုက်ပေးကြဖို့နိုင်တယ်လို့ဆိုတာထက်ဒီထက်ပိုပြီးတော့မှကျွန်တော်အချိန်နေအရန်ကြာခဲ့ပြီ9နှစ်ဆိုတဲ့ကာလပေါ့နော်အဲ့လိုပမာဏအချိန်ရက်ချိခဲ့ပြီဆိုတော့ဒီထက်ပိုပြီးတော့မှကျွန်တော်အချိန်ကြာကြာဆွဲရင်ဒုက္ခရောက်မှဒေါ်လာပြည်သူပဲဖြစ်တယ်ဆိုတော့ဟို PDF တွေလည်းခက်ခဲတာပဲဗျာအဲကြောင့်မို့လို့ကိုချင်းစာတော့အားဖြင့်နိုင်တဲ့ဘက်ကနေပြီးတော့မှဟိုအားလုံးပဲဒီထက်ပိုပြီးအားစိုက်ပြီးတော့မှပို့လို့ပေးကြပါဦးလို့ဒီဒေါ်လာရေးအတွက်အားလုံးကိုတိုက်တွန်းလိုက်ပါရစေဆိုတော့နောက်ထပ် profile လေးတစ်ခုကတော့ ီတရုတ်ရဲ့ရက်ဆက်မှုနဲ့အတူဒီရှမ်းမြောက်ကဒါကျွန်တော်တို့ဒါအီယာအိုတွေပေါ့နော်တချို့အီယာအိုတွေရဲ့လောက်ရက်တွေကိုထောက်ပြပြောဆိုလာရင်းနဲ့မှသင်ခန်းစာယူဖို့ပြောလာတဲ့ဆရာဦးလိုက်ဝင်းရဲ့ဒါ PDF file လေးကိုကျွန်တော်အားလုံးပဲအတူတူကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဆရာဦးလိုက်ဝင်းကလည်းပြောမှဆိုရင်ဒီသူလည်းတော်တော်ပောက်ကွဲလို့ဒီ PDF file ကိုပြောရထင်တယ်ဗျာကြည့်ကြည့်ပါဦးကျွန်တော်တို့ကတော့စစ်အာဏာရှင်ကင်းစင်တော့မြန်မာနိုင်ငံကိုသွားကျင်တာ ဖက်ဒရယ်ကိုဥတီတဲ့မြန်မာနိုင်ငံသွားရင်ဘတော်မှစစ်အာဏာရှင်ကိုမနိုင်ဘူးကိုဂျိုးကြည့်တယ်ဒုတိမဟုတ်လေကိုလူမျိုးတွေပဲကိုကြည့်တယ်အဲ့လိုမျိုးစဉ်းစားနေတဲ့စဉ်းစားပုံကနေတရုတ်ရဲ့ကစားတာကိုခံရမယ်အိန္ဒိယရဲ့ကစားတာကိုခံရမယ်ဘင်္ဂလားဒေ့ရှ်ရဲ့ကစားတာဘင်္ဂလားဒေ့ရှ်ကစားနေပြီအခုရွင်ဂျာနဲ့ရခိုင်မွတ်စလင်တွေနဲ့ရွင်ဂျာတွေနဲ့ရခိုင်တွေရဲ့ကိစ္စမှာဘင်္ဂလားဒေ့ရှ်ကအကြီးအကျယ်ဝင်ရောက်ကစားနေပြီဒီအာဆာတွေအားလုံးဒီဘင်္ဂလားဒေ့ရှ်လာတာဘင်္ဂလားဒေ့ရှ်အစိုးရနှိမ်နှင်းခြင်းအကုန်ရတယ် နော်အဲ့တော့ဘင်္ဂလားဒေ့ရကစားနေပြီအဲ့လိုသူများနိုင်ငံတွေရဲ့ကစားတဲ့ဂျားမှာပဲကျွန်တော်တို့တွေသွေးကွဲနေပြီမြန်မာနိုင်ငံဆိုတဲ့နိုင်ငံတစ်ခုလုံးလွံ့မြောက်မှုဟာမင်းအောင်လင်လူလက်ထဲမှာပဲရောက်နေတာအဲ့တော့ဒီအချက်ကကျွန်တော်တို့သင်ခန်းစာမယူဘူးဆိုရင်တော့ကျွန်တော်တို့ဒီအလိုအမတန်လောက်ရကြင်ရခက်ပါလိမ့်မယ်ပြောချင်တာကအဲ့ဒီအချက်ကနေပြီးတော့တရုတ်ကမင်းအောင်လင်ကိုပြောခေါ်ပြောလိုက်ပြီးမင်းတွေ့တာမင်းငါမမကြင်ရင်မင်းဒုက္ခရောက်မယ်အဲ့တော့မင်းငါစကားအကုန်နားထောင်မလား အဲ့တော့ပပားရေလားထောင်နေငါအုပ်ချုပ်ရရင်ပြီးရောပြီးတော့ငါဩဇာခံမင်းလုပ်မလားမင်းအလုံးဝအမေရိကန်နဲ့မပတ်သက်ရဘူးငါတို့နိုင်ငံပဲတရုတ်တရုတ်ရဲ့ဩဇာခံနိုင်ငံပဲလုပ်ရမယ်လက်ခံလားလက်ခံနေဒါဆိုရင်မင်းစစ်မှုဗဒံမနေရပြစစ်သားတွေအကုန်ဖမ်းလူဖမ်းနံပါတ်2ချက်မင်းလိုချင်တဲ့ drone ဒီပညာတွေအကုန်ငါပေးမယ်မင်းတို့မလုပ်တဲ့ရင်လည်းငါငါတရုတ်စစ်သားတွေနဲ့မင်းတို့လေ့ကျင့်ပေးမယ်အဲ့ဒီကောင်တွေ drone တွေနဲ့ပြန်တိုက်မင်းလိုချင်တဲ့လိမ်ပြန်နေမင်းလိုချင်တဲ့လိမ်ပြန်ကျဲတဲ့ဘုံတွေအကုန်ပေးမယ်အကုန်ဘုံကျဲပြည့် မင်းလိုချင်တဲ့ပတ်စံငါပေးမယ်အဲ့တော့ဒေါ်လာဘီလီယံနဲ့ချီပြီးထုတ်ချလိုက်တယ်မင်းလိုချင်တဲ့နိုင်ငံတကာအကအွယ်ငါပေးမယ်ဒီချက်တွေအရာပြောချင်တာကတရုတ်နိုင်ငံကမြန်မာနိုင်ငံကိုသူ့ရဲ့ပြည်နယ်တစ်ခုပြည်သွတ်သွင်းတာကိုမြန်မာနိုင်ငံကိုတာဝန်ယူထားသောတရုတ်ရဲ့ proxy တရုတ်လက်ခံသောမင်းအောင်လှိုင်အစိုးရကိုတရုတ်ကတင်လိုက်တာအဲ့တော့ငါတင်ထားတဲ့မင်းအောင်လှိုင်ကိုငါကိုယ်တိုင်မင်းတို့တိုက်ချင်တိုက်မင်းတို့မင်းတို့မနိုင်နိုင်အောင်ငါလုပ်ပြမယ်အဲ့တော့ဘာလုပ်မလဲ အင်အားကြီးမမြဘူးငကိုတရားမှမင်းအောင်လိုက်နဲ့ကျွန်တော်တို့ကအင်အားမမြတဲ့ကြားထဲမှာတရုတ်လိုကမ္ဘာထိပ်တန်းနိုင်ငံကြီးရပါဝင်ပါမတော့ကျွန်တော်တို့ကဘယ်လိုလို့ပါဝါလဲမရှိဘူးဘယ်လို leverage နဲ့တရုတ်ကိုကျွန်တော်တို့ကသွားရှင်မလဲအဲ့ဒီလိုဖြစ်အောင်ဘသူလှုပ်လိုက်တာလဲတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရေးရလှုပ်လိုက်တာอืมတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရေးတာမဖြစ်ခဲ့ဘူးဆိုရင်ဒီနေ့တရုတ်ပါဝင်ပတ်သက်မှုဒီလောက်ကြီးလာမယ်မထင်ဘူးဒီတစ်ဆယ်နှစ်ဆက်ကွန်ကိုမစင်စားမစင်ကျင်ပဲလှုပ်လိုက်ရတဲ့အကျိုးဟာ ီနေ့ကျွန်တော်တို့ရှိသွားလဲခဲ့နောက်ဆုံးသွားလဲခဲ့အနေထားကိုရောက်ပြီးတရုတ်နိုင်ငံကိုမင်းအောင်လှိုင်လို့ ਨੇ လက်ဆက်အောင်တရုတ်မင်းအောင်လှိုင်ကိုတရုတ်နိုင်ငံတပည့်ဖြစ်အောင်တို့လို့ပြောချင်တာကမနိုင်ရင်မတိုက်နဲ့တိုက်မယ်ဆိုရင်အပြတ်တိုက်အဲ့တော့တို့ကမစိုးမပုတ်သလုံးတဲ့အခါမှာမင်းအောင်လှိုင်ကသူ့အားနဲ့မင်းအောင်လှိုင်ကိုအားနဲ့ချက်ကိုတရုတ်ကိုတရုတ်ကအကူအညီပေးဖို့အခွင့်အရေးပြပါတယ်လို့အချိန်ရလိုက်တာဖြစ်တဲ့အတွက်မြောက်လိုက်ပြန်လဲနိုးထဖို့ဦးတနည်းကြော်အချိန်ပေးလိုက်ရတယ်တနည်းမဟုတ်နှစ်နှစ်နီးပါးရှိနေပြီ နှစ်နှစ်ပြည့်တော့မယ်ပေါ့နော်30 29စစ်စစ်ရပ်သွားတာနှစ်နှစ်ဒီပါရှိနေပြီနှစ်နှစ်ပေါ့အခုဆိုအော်တိုဘာဆိုနှစ်နှစ်ရှိပြီအေးနှစ်နှစ်အတွင်းမှာမြောက်လိုက်ဘက်ကအာနေချက်ဖြစ်တဲ့စစ်သားစုဆောင်မှုလည်းတရုတ်ကလုပ်ပေးလိုက်နေတယ်အေးဒီစစ်သားစုဆောင်မဲ့လိုအပ်တဲ့လက်နက်တွေခိုင်ရန်တွေပတ်စံတွေအားလုံးကိုတရုတ်ကပေးနေတယ်ပြီးတော့မြောက်လိုက်အာနေနေတဲ့ drone နည်းပညာတွေဂျမ်ပါနည်းပညာတွေအားလုံးတရုတ်ကထုတ်ပေးလိုက်နေတယ်မြောက်လိုက်ကိုအသာပေးဖို့အတွက် ဒီကနေ့တော့ဒီတိုင်းသားလက်နဲ့ကင်နေတဲ့ကျွန်တော်တော်လိုင်းကြီးတွေရတဲ့လက်နဲ့လမ်းကြောင်းအားလုံးကိုဝကိုကန့်ပလောင်တို့ကိုဖိအားပြီးဖျက်တောက်ထားတာထားလိုက်နိုင်တယ်အဲ့တော့ဒီလိုအချက်လက်တွေကတရုတ်ရဲ့လက်တံရှိရှိနဲ့ကစားမှုတွေဟာဒီကနေ့တော့တိုင်းသားကောက်ဆောင်များဖြစ်တဲ့ကိုကန့်နဲ့ပလောင်တို့ရဲ့မစင်မခြင်းမစင်စားမှုသူတို့အတ္တကိုသူတို့ကြည့်မှုဟာကျွန်တော်တို့ຫນွေဦးတော်လိုင်းကြီးတစ်ခုလုံးကို အန်ဒီရဲ့ဂျားတဲ့ကိုထိုးထည့်လိုက်တာ ਨੇ ငကိုတဲကကိုခွန်ကိုအားနဲ့ရှိတဲ့အားနဲ့ဆက်တိုက်နေရတရုတ်အားမကိုဘူးတရုတ်လက်နက်တွေမယူဘူးတရုတ်ရဲ့ drone တွေမယူမီတော့ကိုခွန်ကိုအားနဲ့သွားနေရင်တရုတ်ကလည်းမင်းအောင်မင်းအောင်လိုင်တို့ကလည်းပြောချင်တာကဗျာသူမနိုင်ကိုမနိုင်ပဲမင်းအောင်လိုင်တို့ထားတာအမအဲ့တော့မင်းအောင်လိုင်တို့ကိုမနိုင်မဲနဲ့နိုင်တော့မဲ့ပုံစံနဲ့ဒီလက်ဆက်မတက်လိုက်တဲ့အချိန်မှာမင်းအောင်လိုင်တို့ကိုလက်နိုးအောင်သွားလုပ်ပြီး တရုတ်ရင်ဝင်တဲကိုတွန်းပို့လိုက်ပြီးတရုတ်ကလည်းအဲ့ဒီကွက်ကိုထွင်ထားတာဖြစ်တဲ့တည်းမြောက်လိုင်းလို့ပုံဝေးပေးလိုက်ပြီးတော့မြောက်ကိုရီးယားပုံစံနော်တရုတ်ဩဇာကံနိုင်ငံတစ်ခုကိုတိဆောက်ဖို့အခွင့်အရေးပေးလိုက်သလိုဖြစ်သွားတယ်နောက်ဆုံးကိုကိုတိုင်လည်းရထားတဲ့မြို့တွေအားလုံးကိုဦးတရုတ်ရဲ့တရုတ်ကြောင့်အပြစ်ကရစီရေလက်မှတ်ထိုးလိုက်ရပြီလို့မင်းကသူတို့တရဝင်ကျင်ညာတယ်။ဟွန်းငကူမျိုးသုံးမျိုးလည်းပြန်ပေးရတယ်လာရှိုးလည်းပြန်နောက်နှမျိုးလည်းပြန်မကြငင်ကြံတဲ့မျိုးအဲ့ဒါဆိုရင် တို့လည်းဘာမှမရပဲတို့နာမည်ကြီးမှုတွေတို့တိတ်ခါကြီးတို့ရဲ့အတ္တကြီးမှုတွေအတွေ့ငွေဦးဒေါ်လာကြီးတစ်ခုလုံးကို ရိုက်ချိုးခံလိုက်ရတယ်တရုတ်ရဲ့ကစားကွက်တဲကိုဝင်သွားစေတယ်ဒါဟာကျွန်တော်တို့အလွန်သင်ငန်းစာယူစရာကောင်းတယ်อืมဆိုတော့ဟိုအကြောင်းရှိလို့အကျိုးဖြစ်တယ်အကျိုးရှိလို့အကြောင်းဖြစ်တယ်ပေါ့နော်တချို့ဟာတွေကဒီလိုမျိုးတို့တိတက်နားလေတဲ့ဆရာတွေရဲ့ဆွေးနွေးတော်ပြောပြတော့မှသာတိခဲ့ရတာဆိုတော့အသေးစားတစ်ခုတော့ဗျာဒါကျွန်တော်ကတော့ DNL တို့ MDA တို့ကျွန်တော်ပြည့်မပြောလို့ပါဘူးသို့ပေမဲ့တရုတ်ရဲ့ရက်ဆက်မှုတော့ကျွန်တော်တို့မြင်ခဲ့ရတယ်ဗျာတရုတ်ဘယ်လိုကစားရလဲဆိုတော့သိခဲ့ရတယ်ကျွန်တော်တေချာတော့ကျွန်တော်တရုတ်လောကမကျင်တာကိုအဲ့ခွေးတောင်သားတရုတ်တွေလောကမကျင်တာကိုရီဒေါ်လာရင်းပြီးတော့လည်းဒီကောင်တွေကိုနိုင်ငံတွေကိုဝေခွင့်မပေးဘူးပါစီးပွားရေးလောက်ကိုလာပြောပြလဲလောက်ခွင့်မပေးဘူးအဲ့လိုမျိုးကိုကျွန်တော်တို့လောက်ကိုတန်ခတ်မှာပေါ့နော်အဲ့လောက်ကတော့ကျွန်တော်လည်းလုတ်ချင်တယ်ဗျာဆိုတော့အားလုံးလည်းချစ်သပြားကြီးတင်ပါတယ် ားကောင်မပြဆုပ်တွေ့ပါမယ်မင်္ဂလာရှိတဲ့ dollar နေလေးဖြစ်ပါစေ data reblog youtube channel ဖြစ်ပါတယ်ကြည့်ရှုအပေးရမျိုးတွေအားလုံးပဲစိတ်ချမ်းသာကြကိုယ်ဤကျမ်းမှာဂျင်းနဲ့လုံးလုံးဝပြေဝနိုင်ကြပါစေဗျာ